Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်မေလ18ရက်နေ့ရက်ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူတွားပြီးမှကြည့်ကြမှာဖြစ်ပါတယ်ခင်ဗျာโอเคပထမဦးဆုံးကျွန်တော်လိုရီတိုရှင်သတင်းသုံးပုဒ်နဲ့စလိုက်မယ်เนาะပထမသတင်းတစ်ပုဒ်ကတော့မင်းပြမြို့သိမ်းတိုက်ပွဲတွင်ဖန်စီရရှိခဲ့သောစစ်တုံးပန်းမိသားစုဝင်225ဦးကိုအေကပြန်လည်ပေးလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဗျာ ဲ့တော့ A ကအချမ်းမစစ်ကောင်စီရဲ့မိသားစုဝင်225ကိုပြန်လုပ်ပယ်လိုက်တဲ့သတင်းဖြစ်ပါတယ်အဲ့တော့ ဒီ Champions စကောင်စီရပါတော့ကျွန်တော်တို့ပြည်သူတွေကျွန်တော်တို့ online တစ်ဖွဲ့ဝင်တွေဖန်ခံရပြီဆိုရင်ဘယ်တော့မှအရှင်မထားမင်းနဲ့အသက်ဖြစ်တယ်ဆိုအားလုံးလည်းသိကြဖြစ်ပါတယ်เนาะဒါပေမဲ့ကျွန်တော်တို့ online တစ်ဖွဲ့ကလင်းပြီးပြန်လွတ်နေတဲ့ခါလေးကြာရင်လည်းဟိုမတရားလို့ခံစားရတာပါเนาะကျွန်တော်တို့ကျွန်တော်ကျွန်တော်ရဲ့ personal အမြင်နဲ့ပြောမယ်ဆိုရင်တော့ဗောနော်ဒီလိုမျိုး free ပြန်လွတ်ပေးတာမျိုးမဟုတ်ဘဲနဲ့ဗောနော်ကျွန်တော်ထောင်ထဲမှာရှိတဲ့ဒီနိုင်ငံရေးအကျဉ်းသားတော်လကောင်း PDF တော်လကောင်းအဲ့လိုမျိုးဗောနော်အဲ့လိုမျိုးလူနဲ့ပြန်ပြီးတော့လဲရင်တော့ပို့ပြီးတော့ကောင်းမယ်လို့တော့မြင်မိတာဗောနော်အဲ့တော့ဘာပဲပြောပြောပါတော်လိုင်းဘက်ကတော့အခုချိန်မှာဆိုရင်ဒီမုံလို့လောက်တာမျိုးမဟုတ်ဘဲနဲ့စနစ် စ်ကိုတော်လှန်ပြီးလှုပ်တာဖြစ်တဲ့အတွက်ပေါ့နော်ဒီတရားဥပဒေမညီတဲ့ကိစ္စတွေမှာတကယ်ပဲနော်တရားမစီရင်မင်းနဲ့အခုလိုမျိုးမိသားစုဝင်တို့ပြန်လွှတ်တဲ့အခြေအနေပဲဖြစ်ပါတယ်နော်နောက်ထပ်တဲ့ဘက်ကလည်းတရုတ်ကမစွတ်ဖက်ရေးမူဝါဒကိုလက်ကင်ပြုပါတယ်လို့ပြောဆိုပြီးရှမ်းမြောက်ရေးတွေဝင်ရောက်စွတ်ဖက်နေမှုမြန်မာနိုင်ငံကြီးငင်းချမ်းကြီးနဲ့တင်ငင်းမှုကိုထိခိုက်နေတယ်လို့ SACM ကထောက်ပြထားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အဲ့တော့အခုချိန်မှာဆိုရင်တရုတ်ရဲ့ဝင်ရောက် နောက်ဒီဂျားဖြတ်ပေါ့နော်နောက်ဆက်မှုတွေကိုပြည်သူတွေအားလုံးလည်းသိတဲ့အတွက်ပေါ့နော်တရုတ်မုံတရုတ်ကိုပေါ့နော်ပြည်သူတွေကအစားစပြီးတော့မုံတီးနေတဲ့အခြေအနေဖြစ်ပါတယ်နော်အဲ့တော့မုံတီးအောင်သူတို့ပဲလုပ်တာဖြစ်တဲ့အတွက်ပေါ့နော်ပြည်သူတွေကတော့အဖြစ်မရှိပါဘူးနော်ပြည်သူတွေကတော့ဒါတရုတ်ရဲ့မတရားမှုကြောင့်ပဲရင်ထဲမှာနာနေရတဲ့အခြေအနေဖြစ်ပါတယ်နော်အခုဆိုရင်ဒီမဲအောင်လိုင်ရဲ့အသက် ခုချိန်ဒီပေါ်သူအသက်ရှင်နေတာအသက်ဆက်နေတာဒီလောက်ထိဘုံကျဲနိုင်တာလေတရုတ်ကြောင့်ဖြစ်တယ်ဆိုတာအားလုံးလည်းသိပါတယ်။လေရင်ဘုံကျဲတဲ့ဤပညာတွေ drone ဤပညာတွေအားလုံးအစတရုတ်ကထောက်ပံ့ပေးတာဖြစ်တဲ့အတွက်ပြည်သူလူထုကအခုချိန်မှာဆိုရင်ဒီပြည်သူလူထုမျက်နှာကိုကြည့်ပြီးတော့ဗောနော် SACM ကဒီရှုတ်ချထားတာဖြစ်ပါတယ်။ကဲနောက်ထပ်သတင်းပုဒ်ကတော့ရမဲတဲ့ပခုတ်ကူမြို့နယ်တို့စစ်တပ်စစ်ကြောင်းများကိုတိုက်ခိုက်မှုစစ်သားခွနကောင်မြေဩဇာဖြစ်သွားတယ်ဆိုတဲ့သတင်းကောင်းမှဖြစ်ပါတယ်။ကဲကျွန်တော်ပထမအဆုံး သတင်းတွေမသွားခင်မှာကျွန်တော်မြန်မာပြည်အတွက်အရေးကြီးတယ်ပေါ့နော်ဒီမုံတိုင်းရှိနိုင်တယ်ဆိုတဲ့သတင်းလေးအခုကြားနေရတာဖြစ်ပါတယ်နော်အဲ့တော့ဦးထိထိတိဆက်ထားတဲ့မုံတိုင်းသတင်းလေးကြုံနှားအောင်ကြည့်လအောင်နော်ပေါ်ရီတိုင်းရန်ကုန်တိုင်းအနောက်ချမ်းကရင်ပြည်နယ်မုံပြည်နယ်သတင်းနိုင်တိုင်းလို့မှာလဲနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ်လာမယ့်၁၈ရက်နေ့မှာလဲမြန်မာပြည်အနှံ့အပြားမှာဆက်လက်မိုးရွာနေပြီးတော့မကွေးပြည်နေပြီးတော့ကြားမှာတော့မိုး နည်းနည်းသာရွာမဲ့အနေထားကို တွေ့ရမှာဖြစ်ပါတယ်။အထူးတတိထားရမယ့်ဒေသတွေကတော့မန္တလေးတိုင်း၊ရှမ်းပြည်နယ်၊စကိုင်းတိုင်း၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်တောင်ဘက် AR မြဝကျွန်းပေါ်အနောက်ဖက်ပဲခူးတိုင်းအထက်ပိုင်းတို့မှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေထားကို တွေ့ရပါတယ်။ကျွန်တော်တို့ဘင်္ဂလားပင်လယ်ကဝင်လာတဲ့ရေငွေ့တွေဟာနောက်ထပ်9ရက်အတွင်းမှာမြန်မာပြည်ကိုဝင်ရောက်ပြီးတော့ မိုးရေချိန်ဘဏ္ဍာမရနိုင်တယ်လို့ကျွန်တော်ကြည့်တဲ့အခါမှာမြန်မာနိုင်ငံတစ်ခုလုံးမှာမိုးရေချိန်ခုနှစ်လမပတ်ဝန်းကျင်ကို9ရက်အတွင်းမှာရနိုင်တဲ့နေရာဆိုလို့ရှိရင်ကျွန်တော်တို့ချောင်းမြောင်းအင်းအိုင်များပြည့်ရှံပြီးတော့တချို့ဒေသတွေမှာရေကြီးခြင်းတွေစတင်တွေ့ကြုံနိုင်ရတဲ့အတွက်ကြောင့်မလို့အထူးသတိထားဖို့လိုပါတယ်ကျွန်တော်တို့မုံရွာနဲ့မကွေ မကွေနဲ့ပြည်သားမှာတော့မိုးရေချိန်တလမဝန်းကျင်သာ ရရှိတဲ့အတွက်ကြောင့်မလို့စိုက်ပျိုးရေးသီးနှံအတွက်တော့လုံလောက်မယ်လို့ကျွန်တော်တို့ယူဆပါတယ်ကျွန်တော်တို့ရာသီဥတုခံမှလေ့လာတဲ့အခါမှာကျွန်တော်တို့ဟာလူတို့ဝင်ဆောင်မှုလုပ်ငန်းမူချမှတ်ထားပြီးတော့လူတို့ရှိရနေပြီးတော့လိုအပ်ချက်များမင်းများချက်များနဲ့ညီကျွန်တော်တို့ကရှာဖွေပြီးတဲ့အခါမှာရှင်းလင်းတင်ပြတဲ့သတင်းဌာနဖြစ်ပါတယ်ကဲဒါတော့ UTT ရဲ့မိုးလေဝသခံမှချက်ဖြစ်ပါတယ်เนาะအဲ့တော့ဒီနေ့ရက်မှာမိုးရွာရမယ့်အခြေအနေရှိနေပြီးတော့ပုံတိုင်းလည်းဖြစ်ဖြစ်သွားနိုင်တယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်เนาะ အဲ့တော့အားလုံးပဲသတိထားဖို့လိုပါတယ်။ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့အခုချိန်မှဆိုရင်ဒီတိုင်းပြည်မှာပေါ့နော်စတက်ဘစ်စစ်ကောင်စီဘုံကျဲလို့လူတွေတေရတာနဲ့ပေါ့နော်ဒီစစ်ကြီးတွေဖြစ်တဲ့ချိန်မှာတချို့သောအမှုပညာရှင်တွေကထိုင်းနိုင်ငံမှာဒီသူတို့ပြည်ကလပ်တွေမှာပေါ့နော်ဒီပျော်ပွဲစားပွဲတွေလုပ်နေတာနဲ့ပတ်သက်ပြီးတော့ပြောထားတဲ့ဆယ်လမစ်ကျော်ပြီးတော့နောက်ကြည့်အောင်နော်စန်တိုင်းကလိုင်ကဘန်ကောက်စပိုက်စီကလပ်မှာမနက်ဖြန်မှာ အချင်းကြီးလာစုနေလို့သိရတယ်အဲ့တော့ထိုင်းက လူတွေကခင်ဗျာမြန်မာတွေကသွားကြည့်ကြမှာ။ဘာကြောင့်ဒီစကားကိုကျွန်တော်ပြောလဲဆိုတော့မနေ့တနေ့ကမှကျွန်တော်တို့တိုင်းပြည်ဒီပဲရင်။အိုဒင်းကြီးကျင်းရွာမှာခလင်းငယ်22ယောက်စစ်တပ်ကလင်းငယ်နဲ့ဘုံကျဲတို့တိတ်သွားခဲ့တယ်လို့ဗျာ။တိတ်မကြခင်ဧပြီလ28ရက်နေ့ကစတယ်။ဘယ်လိုလောက်ခတ်မှုကြောင့် တိမ်ပေါင်းများစွာသောလူတွေအိုမဲ့အိမ်မဲ့ဖြစ်ပြီးတည်ကြည်ပြက်စီနေကြရတယ်ဗျာမိလာ19ရက်နေ့မနက်ဖြန်ပေါ့ဗျာနော်စနေနေ့မှာ spicy club မှာ spicy club မှာဆိုင်ဆိုင်ကနေချေဆုံမယ်ဆိုပတ်ကြည့်ကြတိုင်းကြီးကဘာပြောမလဲမင်းတို့တိုင်းကြီးကဒီလောက်ငလီနေလို့ဒီလောက်ကုံစိန်းလုံးနေတက်ဒီလောက်စစ်ပွဲတွေဖြစ်နေရတော့မင်းတို့တိုင်းပြည်အတွက်မင်းတို့ဘာမှထဲမတွေးကြတဲ့ကိုချင်းစာတရားခင်းမဲ့တဲ့လူတွေလို့ တိုင်းနိုင်ငံသားတွေကမြင်ကြမှာပေါ့ကဘာကြီးကတော့ဘလို့မြင်ပါလဲ24ရက်နေမှလည်းထပ်ပြီးရန်ကုန်မှာစစိုင်းကလိုင်ရှုပ်ပွဲချင်းပမယ်လေအဲ့တော့စစိုင်းကလိုင်ကိုချစ်ချင်းမုန်းချင်းကျွန်တော်မရှိဘူးဆိုကြည့်လဲဆိုမဆိုကြည့်လဲနေကျွန်တော်တို့အလုံးပေါ့တိုးတော့တိုင်းပြည်ကမနှင်ကြောင်းလူသိမ်းပေါင်းများစွာဒုက္ခရောက်ပြီမနေ့ကမှစစ်တပ်ကဘုံကျဲလို့ဒီပေရင်အိုးထင်းကွင်းကျွာမှာအပြစ်မဲ့တဲ့ကလေးငယ်တွေအဖြစ်အစိမ်းဝတ်တွေ 22ယောက်တည်ပြီး90ကျော်တန်ရရတယ်ဒါကခင်ဗျားတို့လည်းစိုက်ဘူးလားတော့ကြည့်ပါနှလုံးသားထဲမှာဗျာကိုသားသမီးသားဖြစ်ခဲ့ရင်ကိုသားဒီလိုမျိုးဖြစ်ခဲ့ရင်ဆိုရဲအတွေးလေးရှိရင်ဒီအပြော်ပါးတွေကိုခင်ဗျားတို့လုံရက်မှာဟုတ်ကျွန်တော်ပြောချင်တာဒါပါ ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့အခုမှ FPNCC ဆိုပြီးမှပေါ့နော်မြောက်ပိုင်းမှာစီဝေးတွေပြုတ်လုံနေကြရပါတော့ဒီစီဝေးပြုတ်လုံတာ ਨੇ ပတ်သက်ပြီးတော့အခုကျွန်တော်တို့ဘယ်လိုမျိုးအဖြေတွေထွက်မလဲဘယ်လိုတွေဖြစ်နိုင်လဲဆိုတော့ကိုတုံးသက်ထားတဲ့ဥတန်းဆိုးနိုင်ရဲ့အဲဒီ interview တို့တွေချက်နှောင်းကြည့်လောက်နော်25ခုနဲ့မှာအဖွဲ့အားလုံးဆိုလို့ညီညီတွဲဆုံပြီးတဲ့နောက် FPNCC အဖွဲ့အနေနဲ့နောက်ထပ်တက်တုံညာနှစ်ခုစီရေးလှုပ်ရှားမှုမျိုးနော်ပေါ်လာနိုင်သလားဆိုတော့လဲစဉ်းစားမှုတွေရှိကြပါ ဒါပေမဲ့အဲ့ဒီစဉ်းစားမှုတွေကလက်ရှိအချိန်ကြီးကတော့ဖြစ်နိုင်ချေနေတယ်လို့ကျွန်တော်တို့ယူဆပါတယ်။သို့တော်ညာလည်းအပြပြောဖို့တော့ခက်ပါတယ်။အားကြောင့်လဲဆိုတော့ဒီကတော့သူ့ရဲ့စီးပွားရေးဆိုင်ရာအကျိုးမြတ်တွေအတွက်သူကဒီနေ့အတိတ်ကပြားပေးနေတာဖြစ်တဲ့အတွက်ခုနကလို့တစ်တုံညာနှစ်ခေါ်စီမံငင်းကြီးလို့ဈေးလှူရှာမှုပြည်တွင်းမှာပေါ်ပေါက်လာဖို့ဆိုတာအလားလာတော့နေပါတယ်။ဒါပေမဲ့အဲ့လိုအခြေအနေတွေများဖြစ်လာမလားလို့မျှော်လင့်တာလည်းရှိပါတယ်။အားကြောင့်လဲဆိုတော့ပြည်တွင်းမှာကဟို NGO ဒိုင်းသားလက်နဲ့ကင်ဖွဲ့တယ်ရောပေါင်းစည်းဖို့အတွက်ကြိုးပမ်းနေတယ်လမ်းကြောင်းတွေတော်တော်လေးပေါ်လာနေတဲ့အခြေအနေဖြစ်ပါတယ်အဲ့ဒီအခြေအနေမှာကျွန်တော်တို့ FPMCC ကနေပြီးတော့ဒုတိယတစ်တုံညာနှစ်ခုဒီမှာငိမ့်လို့ဒီမှာငိမ့်မျိုးသာထပ်ပေါ်လာမယ်ဆိုရင်တော့လွယ်ဦးတော်လန်ကြီးရဲ့အနေထားကတစ်ချက်ချိုးတောင်းလဲသွားမယ်အနေထားရှိတယ်လို့ယူဆချင်ရှိပါတယ်ပြည်နိုင်ကြီးနေပေမဲ့ဤသူတွေကတော့မျောလင့်နေတယ်လို့ကျွန်တော်ကပြောပြချင်တဲ့သဘောပါ အဲ့ဒီအရဲစန့်ကျင်ဘက်ပေါ့နော်ဒီခုနှစ်ဖွဲ့လုံးကစုပြီးစစ်ကောင်စီနဲ့အပေးယူလုတာမျိုးရောအခုဆို TNL လေးကနေမီတွေရတာပြီဒီနေမီတွေလာမထီဖို့စသည်ဖြင့်အပါဝင်ပေါ့စစ်ကောင်စီနဲ့အပေးယူကိုယ့်ဘက်ကအတာနဲ့လုတာမျိုးရောဖြစ်လာနိုင်ကြည်ဘယ်လောက်ရှိမလဲအဲ့လိုဂျင်းတွေကတော့ဖြစ်နိုင်ခြင်းအနည်းဆုံးကိစ္စဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်ဖြစ်နိုင်ခြင်းအနည်းဆုံးဖြစ်တယ်ဆိုတာကနော်အခုညီနောင်သုံးပေါ်ကတင်ပိုက်ရယူထားတဲ့အဲအနေထားတွေကရမ်းမြောက်မှနေမကဘူးနော်ဘာမှပြည့်နှံ့မှာဖြစ်နေတဲ့အနေထားတွေရှိပါတယ် အဲ့ဒီအနေထားတွေကနေပြီးတော့ညီတော်သုံးပေါ်တွေကဟို MND နဲ့ DNL လို့ရင်ဆိုင်ရတယ်ဆိုတာလေတို့ရဲ့ဖိအားကြောင့်ဘယ်လိုမှရှောင်လာဆိုတော့သူတို့အနေနဲ့အယောရတဲ့သဘောဖြစ်ပါနောက်တစ်ခုကအီမိုးဆယ်မန်လေးစီဝေးလမ်းကြောင်းကြီးလင်းပွင့်သွားရုံနဲ့သူတို့အကျိုးစီးပွားတွေကိုလည်းဖြစ်စေနိုင်စရာအကြောင်းသိပြီးတော့မရှိပါနောက်ပြီးတော့စစ်ကောင်စီပေါ်မှာယုံကြည်မှုကလည်းဒီညီနောင်သုံးဘွဲ့မှာမရှိပါဘူးအခုကမလွဲမရှောင်သာလို့သာအစီဝေးတက်နေကြတယ်တရုတ်ကနေပြီးတော့ ကျွန်တော်တို့ကျိစက်ကြာရိုက်လို့တာတို့ကလာတဲ့နေရတာဖြစ်တဲ့အတွက်ခုနကလို့စစ်ကောင်စီကိုလိုက်လျောမှုတွေလုပ်ပြီးတော့ရဲဦးတော်လန်ရဲ့အခြေအနေပြောင်းလဲသွားနိုင်လောက်အောင်စစ်ကောင်စီနဲ့အပေးယူညီနောင်သုံးပေါ်မှာလှုပ်ရှားတိတ်ကြောင်းရှိမှာစစ်ကောင်စီရဲ့အဲဆိုတော့ကောင်းဆုံးပေါ့အင်အားနဲ့စီအနေထားတိုက်ပွဲတွေတိုက်တိုင်းရှုံးဖြစ်နေတဲ့ဒီစစ်တပ်နဲ့အပေးယူလုပ်ဖို့ဆိုတာတော့ညီညီနောင်သုံးပေါ်မှာလည်းသဘောထားရှိမယ်လို့ထင်ဘူး FPNCC တစ်ခွဲလုံးနေနေရတယ် အဲ့ဒါလိုလုံးမှာမဟုတ်ဘူးတို့အနေနဲ့ရူဒေါ်လာရေးမှာပါဝင်ခွင့်မရှိသည့်တိုင်အောင်ဖြစ်နိုင်ပြီးနည်းနည်းကတော့ဆက်လက်ပြီးအကူအညီပေးသွားမယ်အခြေခံသဘောထားမျိုးတွေဒီညီနောင်သုံးပေါ်မှာလည်းရှိတယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဟုတ်ကဲ့ဆရာအဲ့တော့ FDNCC ကိုပြောရင်ကျွန်တော်တို့ကရှမ်းမြောက်လို့ဟိုပြောတာပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့ AA လဲပါနေတော့ A ကတော့ရခိုင်မှာသူတို့ရဲ့နေမြေပိုက်ဆိုးမှုအတွက်အခု14မြို့လောက်ကိုထိန်းချုပ်ထားနိုင်ပြီပေါ့နော်3မြို့နယ်လောက်ပဲကျန်တော့တယ်အဲ့တော့ FBNCC အနေနဲ့တပေါင်းစုအနေနဲ့ဒီရခိုင်အရေးအတွက်ပေါ့နော်ရခိုင် A အနေနဲ့ဒီတင်းကျုံထားတဲ့နေပြည်တော်မှာအနေဆုံးအဆင့်ပေါ့နော်ဝါလို့လို့မိုင်းလာလို့လို့ A အတွက်ကိုခိုင်ခိုင်မာမာ ဖြစ်သွားအောင်ပြည်နယ်တစ်ခုလုံးအတွက်ကိုဟို FBNCC အနေနဲ့ A ဘက်ကနေဘာတွေများလုပ်ပေးနိုင်မှာထင်လဲဆရာ FBNCC အနေနဲ့ပြောရလို့ရှင်အဲ့လောက်အချိန်အထိပါဝင်လာနေကြတက်ပြီးတော့ကြောက်ရှိတင်ပါတယ်တယောက်ကလုခိုင်းတော်မှာသူကလုမှာမဟုတ်ပါဘူးအခုတကယ်ကအခုချိန်မှာ ဘယ်ပေါင်းဆောင်နိုင်ငံရေးစီးပွားရေးတန်တမာရေးစီဘယ်ပေါင်းဆောင်ကြဆုံးနေတယ်စီစင်းဆိုးရုံကတည်းကဆိုတဲ့စိတ်ကူကတယောက်မှာပဲရှိတာမမပြည်တွင်းမှာလက်တွေ့တိုက်ပွဲဝင်နေတဲ့အင်အားဘယ်အင်အားဆိုမှာမှာအဲ့ဒီသဘောထားရှိမယ်လို့မထင်ပါဘူးဒါကြောင့် FPNCC ကကမ္ဘာပြည်အနောက်ပိုင်းမှာရှိနေတဲ့လှုပ်ရှားမှုတွေနဲ့ပါဝင်ပတ်သက်လိမ့်မယ်လို့ကျွန်တော်တို့မျိုးဆပါတယ်သူတို့ပတ်သက်လို့ရှိရင်ရှမ်းမြောက်နဲ့မိုးဆဲပုံသွေးလမ်းကြောင်းတွေအကြီးအကဲဖြစ်ဖို့များတယ်လို့ကျွန်တော်တို့သုံးသပ်ပါတယ် ဟုတ်ကဲ့ဆရာအဲ့တော့ FPNCC က2022တည်းကအခုလိုတွဲဆုံမှုမရှိဘူးဒါပြန်ပြီးတွဲဆုံပြီနောက်လာမယ့်ဩဂတ်လမှာလည်းဟို TNL နဲ့ဒီစစ်ကောင်စီနဲ့ကုမဲမှာဆက်တွဲဖို့ရှိတယ် KIA နဲ့လည်းတွဲဖို့ဆိုတဲ့သတင်းတွေကြားတယ် MND ကလည်းဟိုလာရှုံရဲ့နောက်ဆုံးထားတယ်ဒီအချိန်လေးအခုလုံးပုံပေါ့နော်တုံးတက်မယ်ဆိုရင်ဒီရှမ်းမြောက်ဒေသမှာအခုလာမယ့်လာပိုင်းတွင်းပေါ့နော်ဟိုအရွေးတခုအပြောင်းလဲတခုဘာများထူးထူးခြားခြားဖြစ်လာနိုင်မယ်ဆရာနောက်ဆုံးအနေနဲ့တုံးတက်ပေးပါဗျအဲ့ဒါကအခုဝင်ရင်းလင်းပြောရလို့ရှိရင်တော့ဒေါ်လာရင်းနဲ့မပတ်သက်တဲ့ တရုတ်ရဲ့အကျိုးစီးပွားပုံမှာအဓိကခြေခံတဲ့ကျွန်တော်တို့မိုဆယ်မန်လီကုံသွေးရေးလမ်းကြောင်းကြီးကတော့ပွင့်သွားနိုင်တဲ့အခြေအနေရှိပါတယ်။ဒါပေမဲ့အဲ့ဒါကြောင့်ရွေးဦးဒေါ်လာရင်းနဲ့ပတ်သက်တဲ့အင်အားစုတွေဖွဲ့စည်းတဲ့ရင်ဒေါ်လာရင်းလှုပ်ရှားမှုတွေကတော့ရော့ကျသွားတဲ့ရှာအကြောင်းရှိပါဘူး။အစုံတရာစိတ်ဓာတ်ရင်းရရအာနေထိခိုက်မှုရှိနိုင်ပါတယ်။ဒါပေမဲ့တစ်ကောင်စီရဲ့ပျော်လူတဲတဲဖြစ်နေတဲ့စီရေးအခြေအနေကိုတော့အနိုင်တိုက်ဖို့အတွက်ရွေးဦးဒေါ်လာရင်းအင်အားစုတွေကလည်း ရတဲ့အနေနဲ့ဆက်ပြီးတော့ကြိုးစားမှာတရုတ်ကလည်းအဲ့ဒီတဲ့ကြော်ပြီးတော့အေအေရဲ့လှုပ်ရှားမှုတွေဒီနော်ကတ်တလာနိုင်တဲ့ဆက်ဆံရေးအခြေအနေဒီနော်မရောက်နိုင်အဲ့ဒီအခြေအနေကိုရောက်ဖို့အတွက် APNCC လည်းဘာမှမတတ်နိုင်တတ်နိုင်တယ်သူကတတ်နိုင်သွားတော့လက်ဆောင်ပေးကြမှာပဲလို့ကျွန်တော်ယုံကြည်တဲ့အကြောင်းပြောရဲဟုတ်ကဲ့ဆရာဦးသန်းစိုးနဲ့ကျေးဇူးအများကြီးတင်ပါတယ်အခု APNCC ကဲဒါတော့เนาะ FNCC နဲ့စီဝေးနဲ့ပတ်သက်ပြီးတော့တုံ့တက်ထားတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်အဲ့တော့ဗီဒီယိုဖိုင်ဒီသူတို့အင်တာဗျူးကတော်တော်ရွှေ့ရှိတယ်ပေါ့เนาะကျွန်တော်ဒါဦးသက်ထွေးနိုင်ရဲ့ channel ရကနေဒီပရိသတ်တွေကြည့်ပေါ့เนาะတော်တော်လေးဖြစ်အောင်လို့ကျွန်တော်ကောင်းတဲ့ဘိုင်းလေးပဲတင်ဆက်ပေးထားဖြစ်ပါတယ်เนาะအဲ့တော့ဆွေးနွေးပွဲမှာဘယ်လိုပဲပြောပြောဒီတရုတ်ခေါ်လို့သာသွားရတယ်ဒါပေမဲ့စစ်ကောင်စီနဲ့တော့ဘယ်သူမှသဘောတူမဲ့အခြေအနေမှာမရှိဘူးပေါ့เนาะဒီတော်လိုင်းရင်မှာပြပြအောင်မဲ့သူတို့ကတိုက်မယ်ဆိုတဲ့အနေအထားတွေတွေ့နေရပါတယ်เนาะ ကဲနောက်ထပ်ကျွန်တော်ကြည့်ရမှာကတော့အုတ်တိန်ကွင်းဘုံကျဲမှုနဲ့ပတ်သက်ပြီးတော့ဒီပြောထားတဲ့ရွာသားတွေရဲ့စကားသံတွေရဲ့ဦးသိမ့်မြင့်ရဲ့တုံးသက်ချက်လေးနားထောင်ကြည့်အောင်နော်အမီလေးခုလိုမျိုးဖြစ်လို့ကြောက်မှန်းသိတာ။ရင်းပေးတဲ့မိသားစုတွေလည်းမကျင်းတတ်ဘူး။ရင်းပေးတဲ့မိသားစုတွေလည်းဒါပါတော့မပြရတော့။လူကြီးကိုမုံရင်လူကြီးကိုလှုပ်လေဘာလို့ဒီကလေးကဘာမှနားမလဲပဲနေဘာလို့လှုပ်စားရော။သူတို့ကလေးလေးတွေဝုံးဝဲလို့မွေးရ။သူတို့ကတာသမီမရှိဘူးလား။သူတို့တရင်ပေးတဲ့မိသားစုတွေက။ တို့မိသားစုတွေဒီလိုဖြစ်ရောသူတို့ခံနိုင်မလားကျောက်သားလေးနဲ့သမီးလေးရလေဆွေယုံလေးလိုလာလေလာလေကျောက်သားဒီသားသမီးတွေမနေဘူးလေသားသမီးရ၄ယောက်ရှိရဆိုတော့ဒီ၄ယောက်ကိုကြောင်းသွားရင်သမီးစားသွားရအောင်နေတိုင်းသမီးနေကြအောင်ချက်တယ်မနေလင်းခေါင်းတော့မဖြစ်ရဲ့သူကခေါင်းတိတ်မနေဘူးစီးရဲမယ်ကလေးလေးသမီးစားသွားရအောင်ဂျိုင်းလေးထည့်ရအောင်ခုနောက်မှသူကဂျိုင်းမထည့်ဘူးစိတ်နိုင်ထွင်ရင်သမီးလာလာစားမနေခင်တစ်ခါစားသွားပြော နှစ်ကင်းရဲ့ဒီကလေးတွေအကုန်ငွေစားတွေအကုန်လုံးပြင်ဆင်ပြီးအကြောင်းလို့အိတ်တွေလုပ်ပေးတာအဲ့နေ့ကျတော့သူကခါးဆိုဆယ်နိုင်တို့ရင်နေ့လေနားချောင်းစင်းတာနားချောင်းစင်းလို့ရှိရင်ထမင်းစားလာလာပြန်ရသူတို့ဘုရားသူတို့အဖြစ်ကတိတ်ဆိုးပါတယ်ကိုချင်းစာပြီးတွေးကြည့်ရင်တောင်မှဒါတို့ခံမရနိုင်လားနားကျင်ရလောက်အောင်ဆိုးသွားလုံလာပါတယ်ဒါပေမဲ့သူတို့ပြောတာကတော့သူတို့ထက်ဆိုးတဲ့သူတွေရှိပါသေးတယ်တဲ့ ကလေးတလေချို့တွေကလေး၂ယောက် ရှိလဲ၂ယောက်လုံးအကုန်ပါသွားကြတလေချို့၃ယောက်ရှိတော့လဲ၃ယောက်၂ယောက်ကတည်ဆုံးပြီးတော့နောက်တစ်ယောက်ကထိုင်ရနေဆိုတော့ကလေးတွေတချို့မအေးဘူးဆိုလို့ရှိရင်ကလေးတယောက်မှအနမ်းမရှိကြတော့ဟောင်းကျိုးတွေလက်ပက်လက်ပြက်တွေလည်းအများကြီးပဲတလေချို့ဆိုခြိရောလက်ရောပြတ်တဲ့သူဒီဒီတိုင်းပဲတချမ်းလုံးပြတ်အသက်ကသာရှင်နေခြိရောလက်ရောပြတ်နေလူတွေလည်းရှိဟုတ်ပါတယ်အဲ့လိုလူတွေရဲ့ဘဝကပိုဆိုးပါတယ်တာသမီကိုရှာမရတော့တဲ့မိပါတယ် ရှိနေပါတယ်အသားပုံကလေးကိုတာသမီလေးလားလို့တွေးရတဲ့သူတွေอืมထွက်ကြနေတဲ့ဦးနဲ့ကလီစာတွေကိုပဲတာသမီလားလို့တွေးရတဲ့သူတွေနေရမှာကတ်နေတဲ့အသားစာကလေးတွေကိုပဲတာလီလားသမီလေးလားဆိုပြီးတော့တွေးနေရတဲ့သူရဲ့ဘဝကသူတို့ထက်အဆများစွာပိုပြီးတော့ဆိုးမှာပါပဲအဲ့ဒါလို့မိဘတွေထက်ပိုပြီးတော့ဆိုးရတယ်လို့ပြောရမယ့်သူတွေကတော့ခြေတစ်ဖက်နဲ့လက်တစ်ဖက်ဆုံးသွားရတဲ့ကလေးတွေอืม ခြေတစ်ဖက်သို့မဟုတ်လက်တစ်ဖက်ဆုံးသွားရတဲ့ကလေးတွေပါသူတို့ဟာနောက်နှစ်ပေါင်းများစွာအထိဆက်လက်ပြီးတော့ခံစားကြရမယ်သူတွေပါဒီလိုလောက်ရတဲ့တေခံကဘယ်သူပါလဲကလေးဖခင်ရဲ့အမုန်းစိတ်ဟာအထွတ်ထိပ်ကို ရောက်သွားပါပြီအဆုံးရောက်သွားပါပြီနော်ရရာဟိုတန်းနိုင်နေရတယ်ပိတ်ပြီးတော့လောက်ပြနေတာတော့တော့ပြန်ပြီးတော့ဒီတစ်ခါတိုက်ပွဲတွေပါနေရှင်လေလိုက်ပြီးတော့ တော့ဘာတွေလိုက်တတ်ရှင်ကျန်တော့အကုန်လုံးကိုမျိုးပြအောင်ကိုဖြုတ်ဖြုတ်ပြရှင်တာအကုန်လုံးသူတို့ဘုံပြီပေါ့ဘာကရမင်းအွန်လိုင်းဘက်ကားရေအကုန်လုံးဘီသူတွေမဟုတ်အောင်လုပ်မင်းအွန်လိုင်းလဲအင်ဘယ်လူလို့ရှင်လူတဲ့နေရာကိုခုတ်ထစ်ပြီးတော့ကိုချက်စားရှင်တာကဲချက်ပြီးတော့ကိုစားပြီးတော့ဒါဘီသူတွေဆန်တာနော် ပြင်ပြီးတော့ကိုဖြည်းဖြည်းချင်းကြီးစင်တာကဲဘယ်တော့ဆိုးနေတော့ခုတ်စားပြီးတော့ပမာဘူးနော်ဒါမျိုးကိုစားလာပမာဘူးတော့ ဲ့လိုဒီစားကူတော့ကိုမြာသားသမီးတွေပေါ်လာလဲဘာမှမသိမနားလေတဲ့ကလေးလေးတွေကိုဘောပင်တို့ဖောင်တယ်တို့တော့မကောင်းကောင်းမကင်တတ်သေးတဲ့ကလေးလေးတွေကိုဘာရွေးချက်နဲ့သာတွေလို့လုပ်နေရမှာလဲအဲ့ဒီတည်းလေပြောချင်သူ့နေရာမှာကိုယ်ကဆိုလို့ရှိရင်ရောအဲ့ဒါလို့အစိုးရောက်တဲ့အထိတူတူခါခါမမုန်းတီးပဲနေနိုင်ပါမလား ကဲဒါတော့အသိမြေ30ချက်ပြီလို့ဖြစ်ပါရနော်အဲ့တော့ကြားတဲ့အတိုင်းပဲ Odin Queen ကဒီကလေးတွေမုန်းချက်ဝင်မှာပါသွားတဲ့ကလေးတွေရဲ့မိခင်ဖခင်တွေဖြစ်ပါရနော်သူတို့ဘလောက်ထိမုန်းသွားပြီလဲဒီမှာရှိတဲ့ပြည်သူတွေအားလုံးကဘလောက်တောင်မှမုန်းလဲဆိုတာကိုသူရဲ့ interview ဖြေတဲ့ဟာနားတော့ကြည့်သိမှာပေါ့နော်ခုတ်ထစ်ပြီးတော့กินပြီးတော့စားခြင်းတွေဆိုကြတာတော်တော်ကြီးကိုမုန်းစိတ် ပြင်းထန်သွားပြီပေါ့နော်ဒါလည်းသူတို့မာတို့ပြင်းထန်တာမှားတယ်လို့ပြောလို့မရအောင်နော်ချမ်ပတ်စစ်ကောင်းဆောင်မင်းအောင်လည်းလှုပ်ထားတဲ့လှုပ်ရည်တွေကဒီတက်ပူဆိုးသေးတယ်နော်ကိုသားသမီးတွေခုနပြောသလိုဟိုအသားပုံလေးတော့မှကိုသားသမီးရုပ်တွေပြတ်သွားလို့မမမမီတော့အောင်ပေါ့နော်ငါသားသမီးလားဆိုတော့ရှားတဲ့အခြေအနေတွေထိဖြစ်သွားအောင်လှုပ်ခဲတာပေါ့နော်အဲ့တော့ဘာဖြစ်ပါ့မမကြတော့ပါဘူးနော်ခုချိန်မှဆိုရင်ကျွန်တော်တော်လိုင်းဘက်ကလည်းခုချိန်မှဆိုရင်အရွေးပြောင်းလေးတွေဖြစ်နေတာအားလုံးလည်းမြင်ပါဖြစ်ပါတယ်နော်အဲ့တော့ UNG မှာလည်းအပြောင်းလဲတွေဖြစ်နေပါတယ်နော်အဲ့တော့ UNG မှာဆိုလည်းခုချမ်းမိုင်ဝင်ကြီး ခုအပြောင်းလဲဖြစ်တဲ့သတင်းနဲ့ပတ်သက်ပြီးတော့ပြောထားတဲ့ကိုစီးရီဗီဒီယိုကျွန်တော်ကြည့်ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တော်လိုင်းဘက်မှာလည်းဘယ်လိုမျိုးအပြောင်းလဲတွေဖြစ်နေတယ်ဘာတွေဖြစ်နေတယ်ဆိုသိအောင်တခြားလောက်သွားပြီးတော့ကျွန်တော်နားထောင်ကြည့်လာအောင်နော်။ဒီကတော့အင်အားတွေကောင်းလာပြီနော်။ပညာတတ်တွေသူတို့စုလာတဲ့သူအရန်ပဲဝမ်းတာကိုကောင်းတယ်။မန္တလေးစစ်တပ်ကလူပမာကချုပ်ဦးနှောင့်နဲ့အာယုံချုပ်ခွဲစိတ်အထုကုဆရာဝန်ကြီးဒေါက်တာခင်မောင်လွင်းဟာ NUG ရဲ့နော်ကျမ်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးအဖြစ်ခန့်အပ်လိုက်တယ်လေအင်မတန်ကိုအားရစရာကောင်းတဲ့တင်เนาะဒေါက်တာဇော်ဝေစု ဒေါက်တာဇော်ဝေဆိုးဟာသူ့ရဲ့စေပညာရအထားနိုင်ငံတွေရဲ့လိုချင်တာပြာနေတယ်။ဆရာကြီးရဲ့တလတ်ရတဲ့ဘွေဘလတ်ရှာလို့ရတယ်သူ့ကိုကြိုးအတွက်ဆို။ဒါပေမဲ့လို့ဒေါက်တာဇော်ဝေဆိုးကိုဝိုင်းပလိန်ကြတယ်။အခုဒီလိုမျိုးတက်မိုင်ဝင်ကြီးဌာနမှာနောက်ထပ်ဒုဝင်ကြီးကပါချီပါချက်မဟုတ်ဘူးနော်။ပေါမောက်ခချုပ်စေတက်ကရိုကပေါမောက်ခချုပ်ကဲအဲ့ဒါပဲနော်မင်းအောင်နိုင်စော်မဲလုံးလို့တက်ပြက်နေတဲ့အချိန်မှာအန်ယူဂျီကတဆင့်ချင်းတဆင့်ချင်းတွားတာအဲ့အတွက်ကြိုးဆိုတယ် ဒီဆရာကြီးအနေနဲ့လည်းဒီ UNG မှာပြည်သူလိုလိုချင်တဲ့အပြောင်းအလဲတစ်ခုကိုလှုပ်ဆောင်တဲ့နေရာမှာထဲထဲဝင်လှုပ်ဆောင်နိုင်လို့လိမ့်မယ်လို့ယုံကြည်ပါတယ်ဒီသတင်းလို့ကြော်ရင်ဖတ်ဖတ်ပြပါမယ်နော်အကြမ်းဖက်စစ်အာဏာသိမ်းမှုကိုစန့်ကျင်တော်လှန်နေတော့ CDM စစ်တပ်ကတို့ပေါမောက်ခချုပ်ဦးနှောက်နဲ့အာယုံကျော်ခွဲစိတ်အထူးကဆရာဝန်ကြီးပေါမောက်ခဒေါက်တာခင်မောင်လင်းကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ဤကျမ်းမာရေးဒုဝင်ကြီးဖြစ်ခန့်အလိုက်ကြောင်ပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကယမန်နေ့ညပိုင်းတွင်သတင်းထုတ်ပြန်ခဲ့ထားတော့ဗောနော် ဒီကျမိုက်ဝင်ကြီးခန့်ရတာနဲ့ပတ်သက်ပြီးတော့ကျင်ရတဲ့သတင်းဖတ်ပြပါမယ်เนาะကျွန်တော်သုံးသပ်တာတစ်ချက်သွားကြည့်လိုက်မယ်เนาะအင်မတန်အားရဖို့ကောင်းတဲ့သတင်းလေးပဲဖြစ်ပါတယ်အဲ့တော့အယုံကြီးမှာဒီလိုပညာတတ်တွေအများကြီးလိုအပ်ပါတယ်เนาะနှစ်ဖက်ကအဲ့ဒါကွာအခုဆရာဝန်ကြီးရဲ့လုပ်ဆက်ဆရာဝန်စေစားဖြစ်တဲ့ကာလအစပြီးတော့เนาะဒီဟုတ်စားခြင်းဘွားကစပြီးတော့ဒီနေ့ရောက်ရှိတဲ့အချိန်ထိတမိုင်းတောင်ဘလောက်လှခဲ့တယ်တောင်ဝင်တွေဘလောက်ထမ်းဆောင်ခဲ့ရလဲเนาะမင်းရောက်လိုက်မှာအဲ့လိုကောင်းကင်တဲ့တမိုင်းရှိတယ် မင်းအောင်နိုင်ရွတ်ရွတ်ချွန်ချွန်အသေးခံတိုက်ခဲ့တဲ့တိုက်ပွဲရှိတာမင်းအောင်နိုင်ဥဆောင်ပြီးတော့နော်ဘလို့လုတ်ခဲ့တဲ့ပိုင်းပြည်အတွက်တမိုင်းရှိတာဟိုဟိုဘိုလ်ချုပ်ကိုနော်ဘောဆုပ်ဒီဘိုလ်ချုပ်ကိုဘောဆုပ်ပြီးတော့အကတ်ကောင်းလို့နေရာတစ်ခုရတဲ့အချိန်မှာနော်တန်းရွှေရတဘောကြလို့ကောက်ပြီးတော့တက်ချုပ်ရသူပေးခဲ့တဲ့တမိုင်းပဲရှိအဲ့ဒါအဖြေပဲနော်အဲ့တော့လူချင်းရှင်လိုက်ကြအောင်လို့လူလို့တတ်မှတ်ခံရခံမထိုက်တဲ့အတန်းစားနဲ့ဒီလူမျိုးတိုင်းမျိုးပြည်ပြည်အကျိုးကိုလုပ်နေတဲ့ဆရာဝန်အဲ့ဒါကွာ ဒီနေရာမှာတခုပြောပြောချင်တယ်မင်းတို့နေရတဲ့ဘာလဲကြောင်းမတက်တဲ့ကြောင်းထွက်ရုံမတက်တဲ့ရုံထွက်ဆိုပြီးတော့စီဒီယန်တွေမြှောက်ပေးခဲ့လို့ဒါတိုင်းပြည်ကဘလို့နစ်နာလဲမင်းတို့နေရဆရာဝန်ဖြစ်ပြီးတော့ဆရာဝန်တိုက်ခတ်ပုတ်နဲ့မညီဘူးစေးမကူဘူးဟုတ်လားဆရာမတွေကစာမတင်ဘူးအဲ့ဒီစကားကိုဟိုဘက်ရက်ွက်ကောင်တွေတော်တော်များများပြောတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာတစ်ခါမင်းအမဲမေးတယ်မေးကုန်ကျွန်တော်မေးပါမယ် CDM လောက်ဖို့ပြောတာဒီစေးမကူနဲ့ပြောတာဆရာဝန်တယောက်ကို CDM လောက်ဖို့ပြောတာဒီ ဆရာဝန်တယောက်ကစီဒီယန်လှုပ်သွားတာဒီစေမကုဖို့လှုပ်တာလားစေမကုဖို့ပြောတာလားအခုအကျန်းဖက်ပြီးတော့တိုင်းပြည်ရဲ့အာဏာကိုနိုင်ငံတော်ပုံကန်ထားတဲ့အကျန်းဖက်သမားတွေအောက်မှာတာဝန်မထမ်းဆောင်ဖို့ပြောတာလားအပြည့်ရှင်းရှင်းလေးပြည့်ရှင်းရှင်းလေးဟုတ်တယ်ဘာဖြစ်လို့အောက်တန်းကျစွာနဲ့အထိမ့်ပဲကိုတမျိုးဖော်ဆောင်ကြတာဟမ်ခလေးတွေကိုကြောင်းမတက်နဲ့ကြောင်းထွက်လို့ပြောတယ်လေကြောင်းမတက်နဲ့စာမတင်နဲ့လို့ပြောတာလား တိုင်းပြည်ရဲ့အာဏာကိုအကြမ်းဖက်လုယူထားတဲ့ဒီနိုင်ငံတော်ပုံကံမှုကိုကျူးထားတဲ့အကြမ်းဖက်သမားတွေကလက်အောက်မှာကြောင်းမတက်ဖို့ပြောတာလားအတိတ်ပဲနှစ်ခုကလုံးဝမတူဘူးနော်နော်အဲ့တော့ဆရာဝန်ဆရာမတစ်ယောက်စီဒီအန်လုတ်ဖို့ပြောတာဒီစီဒီအန်လုတ်သွားတာဒီစာမတင်ဖို့မဟုတ်ဘူးနော်ရှင်းရှင်းလေးပဲဒီအကြမ်းဖက်အာဏာသိမ်းတဲ့အကောင်တွေအောက်မှာတာဝန်မထမ်းဆောင်ဘူးပြောကြဟုတ်တယ်စီရီယံလောက်တဲ့လူပြရတဲ့အဲ့ဒီအောက်မှာတောင်းဝင်မထမ်းဆောင်ကြအပြည့်ရှင်းနေတယ်ဒါကိုဟိုဘက်ရွက်ကောင်နဲ့ဗာပြောတယ် ိုဗစ်မှာတော့လူတွေသေတာဆရာဝန်တွေစီဗီအန်လှုပ်လို့လေဟမ်ခွေးစကားတွေဘာကြောင့်ပြောကြကြလဲကိုပြောလိုက်တဲ့စကားတခုံးอ่ะကိုယ့်အတန်ဖိုးဗျဟမ်မတိလို့ရှင်ဆရာဝန်တွေကမဲ့စီဗီအန်လှုပ်လို့ပြည်သူတွေအပေါ်ဘက်ရက်ဆက်တယ်လို့တချို့တွေကပြောလိုက်ပါနေတယ်စင်းပညာသင်တဲ့ချိန်မှာလည်းမင်းတို့တစ္ဆာဆိုးအဲ့စကားတွေကတစ္ဆာဆူမနဲ့မဲမင်းမဲ့လေစစ်ခွေးတွေစစ်တီရောကျင့်ဝင်60မှာဘယ်နှပါနှိဟမ်စစ်တီရောကျင့်ဝင်60ရှိတယ်နော်ပြည်သူကိုနေလုံလားလို့ဆက်ဆံမှာလို့ မင်းတို့စစ်တပ်ကကောင်နေဘယ်လိုစက်နံအဲ့တော့ဒီတိုင်းဒီမှာကျင်းဝတ်တိတ်ခါကိုမလိုက်နာတာဘယ်သူလဲစီဒီယန်လောက်တဲ့လူတွေမဟုတ်ဘူးစီဒီယန်လောက်တဲ့လူတွေဆိုတာပြည်သူမျက်နှာကိုစောက်တိတာပြည်သူယေຊုကိုစောက်တိတာပြည်သူကျင်းဝတ်ကိုနားထောင်ပေးတာပြည်သူအကျိုးအတွက်ပဲသူတို့လုပ်တယ်ဆရာဝင်တယောက်စီဒီယန်လောက်သွားတာစင်းမကူတာမဟုတ်ဘူးသူတို့စေကူပေးတယ်နော်ဒါပေမဲ့အဲ့ဒီ CDM လောက်တဲ့ စိတ်အဝင်နေဆရာဆရာမတွေကိုဖမ်းဆီးရိုက်နှက်တပ်ဖြတ်ထောင်ချတာဘယ်သူတွေလဲနမ်စီရီယံဝန်ထမ်းတွေကိုတော်လိုင်းအင်အားစုတွေဘက်ကနမ်စီရီယံလှုပ်လို့စီရီယံမလှုပ်ကကောင်းလားလို့တပ်ဖြတ်ပြီးရရှိတာအေးဒလန်လှုပ်လို့လားတပ်ဖြတ်ကံတာလက်ရှိယုံတက်နေတဲ့စစ်ကောင်စီရဲ့ရန်ရန်အောက်မှာယုံတက်နေတဲ့ဝန်ထမ်းတွေအများကြီးရှိတယ်ဒါပေမဲ့ဘာမလှုပ်ဘဲနဲ့သူ့အတူယုံတက်နေတဲ့ဝန်ထမ်းတယောက်ကိုတော်လိုင်းအင်အားစုတွေဘက်ကတပ်ဖြတ်လားလှုပ်ရက်လှုပ်လား အဲ့ဒါအဖြေဗျာချင်းချင်းလေးအဖြေတွေကအင်မတန်ရိုးရှင်းတယ်ဘာမှကလိန်ကကြက်တွေမပါဘူးအဲ့ဒီကလိန်ကကြက်မပါတဲ့အဖြေကြီးကိုကလိန်ကကြက်လောက်ပြီးတော့တလွဲပါတာပြန်ပြီးတော့တိုင်းပြည်မှာရုပ်မှကြာတော့နောက်တစ်ချက်ကစီရီယန်လောက်တဲ့ဒူတွေကိုအဲ့ဒါကြော်စင်လို့ဆိုအများဆုံးဆွတ်ဆွဲကန်ဆဲကန်ဒီစီရီယန်လောက်ခိုင်းခဲ့လို့ပေါ့ကောင်းပြီအဲ့ဒီအာနာတိမ့်ပြီးတဲ့အချိန်မှာမင်းတို့အမြင်ပဲတနိုင်ကန်လုံးလမ်းပေါ်လူပြေသွားတယ်နော် အဲ့ဒီလိုဒေါ်လာထွက်နေတဲ့ဒူတွေရှိတဲ့အချိန်မှာကဲငါတို့တွေကဓာတ်ဆွဲပြီးခုတ်ကြဒုံဆွဲပြီးတက်ကြကွာအကျန်းဖက်တွေလုံကြကွာမီးရှို့ကြကွာပြောရမှာလားမဟုတ်ဘူးအငိမ့်ချမ်းဆုံးအာနာဖီဇန်ဒီစီဒီယန်လို့ပြောတာငိမ့်ချမ်းဖို့အတွက်ပြောခဲ့တာလေအဲ့တော့အဲ့ဒီဒူတွေကိုဘာကြောင့်လို့တလွဲအဖြစ်ောက်ပြီးလုံကြတာနော်အဲ့တော့ဒါဆက်ပြောမှဆိုအများကြီးနော်အဲ့တော့ဒီနေ့ကတော့ဝန်တာတယ်ဒီလိုပညာတတ်မျိုးတွေ ကိုတိုင်းပြည်အတွက်တော်လှန်ရေးမှဦးဆောင်တဲ့နေရာခေါင်းဆောင်ဖြစ်ပါဝင်လာတာနောက်ထပ်နောက်ထပ်ကျွန်တော်တို့တော်လှန်တို့ပညာတတ်အတိုင်းဝိုင်းနေဦးဆောင်မှုကိုခံယူချင်ပါတယ်ခေါင်းဆောင်နေရာမှာတောင်းဝင်ယူနိုင်တဲ့လူတွေအခုခင်မောင်လင်းတို့ပဲပြက်ပြက်ကားကားဝင်ပြီးတောင်းဝင်ယူပေးပါကျွန်တော်တို့တမိုင်းရေးထိုးနေတဲ့အချိန်မှာခမရတို့တွေ့တဲ့တမိုင်းမျက်နှာတစ်ခုရှံပြစ်ခဲ့စီရပါမယ်တိုင်းပြည်တို့ကတော့အင်မတန်ဝမ်းသာစရာတည်ထင်ပါမယ် ကဲဒါတော့ကိုစီရေးသုံးသပ်ထားတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ပြည်သူတွေအားလုံးလည်းပေါ့နော်အခုဆိုရင်ဒီမြောက်ပိုင်းမှာလှုပ်တဲ့အစည်းအဝေးတွေကနေတချို့တွေကခက်မှန်းတာ1027တတိယ line ဖြစ်လာနိုင်တယ်လို့လည်းခက်မှန်းတယ်ပြီးတော့အခုဆိုရင် UNGG ရဲ့ဒီဒီတိတာတင်ရှားတဲ့ပြောင်းလဲမှုတွေမြေပြင်စစ်မြေပြင်မှာလှုပ်ရှားတဲ့မှုတွေပေါ့နော်ပြီးရင်အာရခတတော် A ရဲ့ဒီ တိုက်ပွဲပေါ်ဆောင်နိုင်မှုတွေပြီးရင်နောက်ထပ်ကျွန်တော်တို့တောင်ပိုင်းတိုင်းမှာနေ့တိုင်းမှာစခန်းတွေတိတ်နေတဲ့သတင်းတွေအားလုံးကိုပြန်ပေါင်းလိုက်မယ်ဆိုရင်မကြခင်မှာမင်းအွန်လိုင်းကိုတကယ်ပေါ်တော့ share plan နဲ့ sort team အစီအစဉ်ကောင်းကြီးပွဲကြီးပွဲကောင်းတပွဲလာတော့မယ်ဆိုတာကိုကျွန်တော်တို့အားလုံးကတော့သိနေကြပြီဆိုတာကို ဒီကနေအားလုံးကိုပေါ့နော်ပြောပြချင်ပါတယ်အဲ့တော့အဲ့တော့မိဘပြည်သူရောက်စီတိုင်းကလည်းခံမမိမယ်လို့ယုံကြည်ပါရနော်အဲ့တော့အားလုံးပဲဆက်လက်ပြီးတော့အားတင်းထားကြပါနော်မကြခင်မှာတော့မင်းအောင်လိုင်းကတော့ခွေးပြွက်ဝပြီးပြေးပြီးတော့ကျွန်တော်တော်လိုင်းတစ်ဖွဲ့တည်းတော်လိုင်းပြည်သူတွေနိုင်တော့မဲ့အခြေအနေကိုရောက်လာတော့မယ်ဆိုတာကိုတုံ့တက်ရင်းနဲ့ကျွန်တော်ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါရနော်ဟုတ်ကဲ့အစားဆုံးကြည့်ပေးကြတယ်မိဘပြည်သူရောက်စီတိုင်းထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အချမ်းဖက်မင်းအောင်လိုင်းရဲ့စစ်ပေးငလင်ပေးဘေးရန်တွေပေါင်းစုံမှကင်းလို့ကြပါစေလို့ကျွန်တော်ယင်းနေ့ကနေဆုတောင်းပေးလိုက်ပါတယ်ဗျာ